အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျွန်မဖတ်ပြမှာကတော့ဆိုင်းဆရာမမဆန္ဒရဲ့အကြံဖန်ဆိုတဲ့ဝိထုတိုလ်လေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်ကြံဖန်အကြံဖန်ဟူသောစကားကိုကြားဘူးနေဒီကတော့ကြားလာချေပြီအတိတ်ပဲတိကျကိုတော့မဖွင့်ဆိုတတ်အနှဲငယ်မယိုးမသားလှုပ်ချင်းဟူရတော့အကြံဖျင်းမှတ်ယူနိုင်မည်ထင်သည်လူတွေကတဲပြီးကြံဖန်များကြတာကိုခု ဒေါ်အေးညိုဤခင်မွန်းတဲ့ဦးစိုးမောင်က မကြာခဏပြောတတ်သည်ဟုတ်ပါသည်အရက်ထဲမှာဈေးထဲမှာအလုတ်ထဲမှာနေရာတကာမှာ အကြံဖန်လေးတွေရှိနေတတ်လေသည်အင်းငါတို့အင်ရှင်မတွေမှာရောဒေါ်အေးညိုကတွေးရင်ငေးပြီးငေးပြီးရင်လဲတွေးနေမိတတ်လေသည်သူသားသူသမီးတွေကကွန်ပျူတာ email ်အင်တာနက်ဆိုတာတွေကိုမကြာခဏပြောနေတော့လဲဒေါ်အေးညိုဤကောင်းတဲ့သို့ဘာမျှမဝင်ချေအသက်အစိတ်သေးရောက်နေပြီဖြစ်သောအကြီးဆုံးသားကကွန်ပျူတာကိုလွန်မင်းစိတ်ဝင်စားပြီးညံ့နိုးတွေ့တာလှသည်ချစ်သူရီစားရှာရန်အိမ်တော်ပြူရန်ကိုပင် လုံးဝစိတ်ဝင်စားခြင်းမရှိဘဲကွန်ပျူတာသင်တန်းတွေကိုသာလောဘတကြီးလိုက်တက်နေသည်ထို့နောက်သူတငယ်ချင်းဤဆိုင်မှကွန်ပျူတာတစ်လုံးကိုလာဘေးနှင့်ဝယ်လာသည် ဟုတ်ခါကြမှာကွန်ပျူတာကိုအနီးကပ်မြင်ဘူးတော့တော်အေးညိုက။ဩကွန်ပျူတာဆိုတာတီဗီနဲ့လက်နှိပ်ဆက်နှမျိုးပေါင်းထားတာပါလားဟုတ်။သူနီးသူဟန်နဲ့သဘောပေါက်လိုက်ရရှာလေသည်။ဆယ်ရန်အောင်ပြီးတော့တက်ကတူမတက်ရသေးတော့တမီအလက်မစီကတော့ LCCI GCE TOEFL Poly စသည်များကိုကြားရပြန်သည်။ ဒေါ်အေးညိုကတော့ GCE ထက် GEC ကိုပို့ပြီးစိတ်ဝင်စားသည်ကအမှန်ပဲသူဤခင်မွန်တဲ့စီမှ GEC ထုတ်ပဲတို့ဆက်ပြားတို့ဖျောင်းနိုင်တို့ပြင်အမျက်ငွေကိုလည်းရဘူးတော့ကြောင့်ဖြစ်လေသည်နိုင်ငံသားဘာသာတက်ကတူရင်ညနေတင်နန်းတက်နေသောတာငယ်ဆုံးကတော့အိုတိုဆန်၊ဥပါဆန်၊ဒိုင်ဂျောဘူးသာတော့ဂျပန်စကားများကိုတော်တီတော့နဲ့ ပြောတတ်ပြန်လေသည်ဂျပန်စကားကြွန့်ကျင်လျင်တရုတ်စကားကိုသင်အောင်မည်ဟုလည်းပြောနေပြန်သည် ရှင်းရှင်းပြောရလျင်ဒေါ်အေးညိုသည်ကွန်ပျူတာကို၎င်း GCE ကို၎င်းအော်တိုဆန်ကို၎င်းစိတ်ဝင်စားလှပေမြေတစင်းလိုစီးမျောနေသောခစ်ကြီးဝဲကိုလင်နှင့်ကိုတက်နှင့်စူးစား၍သာလှော်ကြပေတော့ဟုသဘောထားမိသည်သူဤခင်မွန်သည်ဦးဆိုးမောင်ကတော့သူ့လိုမဟုတ် တားကြီးဤကွန်ပျူတာကိုတောက်လျှောက်ဝင်နှိပ်တတ်သလိုအီးမေးနှင့်အင်တာနက်တို့ဤထိရောက်မြန်ဆန်ပုံကိုလည်းအားပေါင်းအာရင်တန်တန်နှင့်ဆွေးနွေးတတ်သည်ပေါ်လီပေါ်လီနှင့်ဒေါ်ပေါ်လီဖြစ်နေသောသမီးကိုတော့ YIT ညနေတင်နန်းတက်ခိုင်းသည်နှစ်နှစ်နေလျင်ဒီပလိုမာရမည်ဆိုတော့သမီးလည်းစိတ်ဝင်စားသွားသည်ပေါ်လီတက်တာကတော့ဟုတ်ပါပြီပြီးရင်စင်ကာပူမှာပညာသင်ရမှာက3နှစ်အလုပ်လုပ်ရမှာက3နှစ် အနည်းဆုံး6နှစ်နေရမှာအမေကြီးရဲ့တို့တွေကကုန်ကြစည်းကိုတတ်နိုင်နေထားပါအောင်သမီးကအခုအသက်20ပြည့်တော့မယ်နောက်6နှစ်ဆိုရင်26အဲ့ဒီရွယ်မှာချစ်သူရှာပြီးအိမ်တော်ရသားကြရမယ်အရွယ်ပဲဘုမာနေရင်ကို့မြမချင်းချင်းတွေ့လို့မေတ္တာမျှကြရင်တော်ရဲ့လူမျိုးသားနဲ့ညာပြီးပါသွားရင်ဒုက္ခဟုဒေါ်အင်းညိုကိုတီးတိုးပြောပြတတ်သည်ဒေါ်အင်းညိုကလည်းခေါင်းတဆက်ဆက်ညင်ရင်မောင်မင်းကြီးသား အမျော်မြင်ကြီးရပါရဲ့ဟု ကိုယောက်ျားကိုကိုထင်ကြီးရသည် နိုင်ငံနှင့်လူမျိုးကို၎င်းဘာသာတရားကို၎င်းအရေးထားလေးစားတတ်သူဆိုတော့ဒီချက်ကမတွက်လို့မဖြစ်ရောက်ရာရက်တွင်ကျုံတို့အိမ်အောင်ကြသွားမည်ကိုကသူလဲစိုးရိမ်မိသည်ကတော့အမှန်ပင်တားငယ်ကိုတော့ဥဆိုးမောင်ကကြိုးစားกว่าငါသားဘာသာစကားဆိုတာများများတက်လေကောင်းလေပဲဟုအားပေးတတ်သည်ထို့နောက်ဒါပေမဲ့ အင်္ဂလိပ်စကားကကဘာသုံးစကားနော်အဲ့ဒါကိုတော့အရင်ကျွမ်းကျင်ဖို့လိုတယ်ဟုအလေးနဲ့သတိပေးတတ်သည်ခေရဲ့ဇီးတဲ့တွင်မျောကြသူချင်းတူတူသူ၏ခင်မွန်းတဲ့ဥဆိုးမောင်ကပဝန်းကျင်ကိုဂယုတဆိုင်လေးလာမှတ်သားရင်ကုခတ်နေသူနှင့်တူပြီးသူကတော့တစ်တုံကြီးမျောသလိုအတိမဲ့စွာတငိမ့်ငိမ့်မျောပါနေသလားဟုဒေါ်အေးညိုကတွေးမိတတ်လေသည်လူတော့လည်းမဟုတ်ပါဘူးငါစိတ်ဝင်စားတာရှိပါတယ် ဒေါ်အေးညိုကသူ့တွေးကိုသူချက်ချင်းပြန်ကငင်းချက်ထုတ်မိသည်။သူစိတ်ဝင်တစားနှင့်မျက်ခြင်မပြတ်လေ့လာပြီးရင်ခုန်နေရတာတခုတော့ရှိသားပင်။ထိုရာကတော့ပြိုပြိုမေရှောင်းကပုန်းကျင်သည့်ကိုကိုမောင်ကုံသေးနှုံးမည်ဖြစ်သည်။ဒီနေ့တုန်းကတော့ဥဆိုးမောင်ကမဂဇင်းတစ်စောင်ကိုဖတ်ရင်းသက်ရှိဆဲကိုယူပြီးသက်ရှိပုံတူပွားလို့ရနေပြီဒီမှာကြည်စမ်းတလိษံကိုသက်ရှိပုံတူပွားတာအောင်မြင်နေပြီ။ နောင်ဆိုရင်လူကိုယ်တောင်ပုံတူပွားလို့ရတော့မယ်တဲ့။သိပ္ပံပညာတိုးတက်ပုံကတော့အန်အောလောက်အောင်ပါပဲဗျာခုပြောသည်။ဒေါ်အင်းညိုကတော့ဦးစိုးမောင်ဤစကားကိုနားထောင်ရင်းကဘာကြီးမှာလူဥယျာဉ်မထိန်နိုင်လို့တောင်မနှဲလျှော့ချနေရလား။လူတယောက်ကိုနှစ်ယောက်သုံးယောက်ပွားတော့ဘာလို့ရမှာလဲဟုတွေးနေမိသည်။သူကတဘာဝလွန်ဖြစ်ရမြောက်ကိုတိတ်ပြီးမနှစ်သက်လာပြီ။ သုံးလောကထွတ်တာမြတ်စွာဘုရားမင်းတေခြင်းကိုတားဆီးတော်မမူဘဲပြိနိဗ္ဗာန်ပြုခဲ့ပြီးဖြစ်၍ဖြစ်စဉ်ဖြစ်စဲဖြစ်မြဲတဘာဝများကိုသူဤစိတ်ထဲတွင်သောတကမတက်လို့လှပြီတရှိပုံသူပွားမဲစာတဲ့မဲ့ပုံသူပွားလို့ရရင်ပိုးပြီးမကောင်းပေဘူးလားဈေးချင်းတွေကကြက်တကောင်ကနေနှကောင်ဖြစ်ငါးနှကောင်ကနေလေးကောင်ဖြစ်ခုနှကောင်ရှစ်ကောင်ဖြစ်ပိုးလို့တော့ကောင်းမယ်တို့အင်းညူက တွေးနှင်မယ်အတော်ပြောသွားသည်တနေ့တွင်သူသိပ္ပံပညာရှင်ကြီးများကိုပင်သွားပြီးနဘူးနစာတိုက်လိုက်ခြင်းသေးသည်အကြံပေးပြောပြလိုက်ခြင်းသေးသည်ဒီနေ့တော့အိမ်မှာမယန်းချောင်းနှစ်ပြားပြုံးငင်းနဲ့ပေါ်လာသည်တက်ရှိပုံသူပွားခြင်းလည်းမဟုတ်တက်မဲ့ပုံသူပွားခြင်းလည်းမဟုတ်ဦးစိုးမောင်ဤမိတ်ဆွေတို့ကလက်ဆောင်ပေးလိုက်ခြင်းဖြစ်သည်ဦးစိုးမောင်ကကျွကျွင်းနေထုတ်ထားသောငယ်ချောင်းနှစ်ပြားကိုလမ်းပေးရင် မိမရေနတ်ဖန်ကကြတော့မီးဖုတ်ပြီးနာနာသာထုပြီးတော့ကွာခုပြောတော့သူတော်ကျင်းနူးသွားသည်လွန်ခဲ့သောနှစ်ပေါင်းစိတ်ကြော်ကြော်ကတော့ချစ်သူတို့ဘဝပေမို့အင်းအားရေပြင်းတက်ကတော်အဓိပတိလန်းနှင့်ဂန်းတော်ပင်နန်းတို့တော်အင်းညို့ကိုရင်ခုန်ကျင်းနူးစေခဲ့ဘူးသည်ချစ်သူလက်ဆောင်ပေးသောဂန်းတော်ခရီးစပယ်ပန်းလေးများကိုတမြတ်တနိုးပန်းစင်ပြီးခြောက်လျင်ပင်လွတ်မပြည့်ရဖဲတင်စီခဲ့ရဘူးသည် အခုတော့လူပြောင်းလဲလာပုံကပြုံးကျင်စရာကောင်းလာသည်စပယ်ခရီးကန့်ကော်ရနံ့သင်းပြက်ပြက်တို့ထက်မပိမချောက်နဲ့ညီတီတီကိုပင်ပိုပြီးနှစ်သက်တလို့ဖြစ်နေသည်စပယ်ဘန်းကဟင်းချက်ရမြမယန်းချောက်ကတော့ဟင်းကောင်းတစ်ခွက်ဖြစ်လာမည်မဟုတ်ပါလားအညာစီစစ်စစ်ကလေးတပလင်းကြံနေသေးတာနဲ့တော်ပဲမယန်းချောက်ကိုနတ်နေအောင်ဖုတ်မောကနေအောင်ထုတ်စီကလေးရွှွှဆက် ။နရင်ချောင်းနဲ့အတူထောပတ်ပဲစိတ်စိတ်ချိုချိုကြီးတွေကိုအိုးကကလေးနှက်မိ။မပီရဲ့ကျဲကျဲဖြော်ပြီးဖန်ကားသည်လေတို့။ချမောင်ရဲ့ဟင်းချိုချက်ဒေါ်အင်းညူကစိတ်ကူးတဲ့တွင်ဟင်းဆိုင်ရင်သမီးမင်းစာလာပြီ။သို့တော့မရမ်းချောက်အကောင်လှလှကြီးတွေကိုမီးဖုတ်ပြီးနာနာထုလိုက်တော့ဟင်းသလိုဖြစ်မလာသေးကခက်လာပါသည်။စားခြင်းစပွဲမွလာတော့ငချောက်သားမြင့်မြင့်လေးများကို ပကံနဲ့ဖဲ့ထည့်ရင်တစ်ဖက်ကောက်ဝါကြည့်လိုက်တော့ငံလိုက်ဒီကွာတူးနေသည်ဒုက္ခပဲငါးတကောင်ကိုစားတပိတ်သာနှုံနဲ့နေထားလားမသိဘူးဒေါ်ရင်ညိုခမရအတော်ကိုစိတ်ညစ်သွားရှာသည်သူရောဦးစိုးမောင်ရောအသက်90ကျော်ဆိုတော့သွေးတိုးတို့ စီဂျိုတို့ကချိန်ချောင်နေပြီဖြစ်သည်ယောဂဟူရဲ့မေမေရရမဖြစ်သေးတော့လဲအချိုးကို၎င်းအငံကို၎င်း တတ်နိုင်သမျှရှောင်းဝါးမီအရွယ်များဖြစ်သည်။အင်းငန်းတနမကောက်ငန်းတူးတူးဖြစ်နေရခက်လာတယ်။လောရင်းညိုကငချောက်ခွဲသူကိုပင်လှမ်းပြီးစိတ်ဆိုးကျင်နေသည်။စားကလေးများနည်းနည်းလျှော့လိုက်ပါတော့လားဟုရန်ထောင်ကျင်နေသည်။ငချောက်ကငန်းတော့ပဲကြီးနှံမှာစားလျှော့ထားလိုက်မယ်။မပြည့်ဖြုံမထဲ့တော့ဘူး။ပဲပုတ်လေးစီဆန်းပေးလိုက်မယ်။ဒါဆိုရင်လည်းမဆိုးပါဘူး။လောရင်းညိုကသူ့ကိုယ်သူအားပေးသည် ညနေကျတော့မချဖို့ပကံကထမင်းပွဲလွယ်တွင်ဝင့်ထဲလို့နေသည်ဘူးဆိုးမောင်ကထမင်းပွဲကိုတစ်ချက်လှမ်းကြည့်ရင်ကောင်းသဟေ့ဟုပြောသည်သားသမီးတွေကတော့နှခမ်းညကြော်ညာတဲ့ရလို့ရှယ်ပဲဟုညိုင်းနူဩကြသည်မချဖို့ပကံကိုခတ်တတ်တတ်နှိုက်ကြသည်အပါငန်သဟေ့ဘူးဆိုးမောင်ဤမျက်နာကရှုံသွားသည်ဘယ်တော့မှတူးနေတာပဲသားကြီးကထောက်ခံသည် ငရဲချောင်းမဟုတ်ပဲငရဲငပိကောင်ကြီးများမှားပြီးမိဖုံးမိတာလားမေမေရဲ့သမီးနဲ့တာလက်ကရီရီမောမောနှင်မိကြသည်အချောက်ကငန်နေတော့မပိရဲ့သားစရာမလိုတော့ဘောဖန်ကားသည်ကိုငချောင်းနဲ့မြုပ်စားလိုက်ဒါကြီးကအကြံပေးသည်မိတို့ဝင်ဆိုစေငချောက်ပကံတို့လှမ်းနေသည်လက်များတိတိတသားကြီးနှေးကြသွားသည်ကတော့အမှန်ပဲငချောက်ပကံကိုနှိုက်မလို့နဲ့ ပေဂျင်းနတ်စီတို့သာရိုင်းကြသွားသောလက်များကြောင့်အားလုံးထမင်းစားပြီးသည့်အထိပကံတဝက်ပင်မကုန်ခြင်းပေ။မြားကြီးပဲကြံနေရဲ့။ဒေါ်အေးညိုကကြည့်ရင်နှမျောနေသည်။ဒီငချောက်တွေကိုနောက်တနေ့ဆက်ကျွေးလင်လဲတိတ်ပြီးကြည်သားကြမည်မဟုတ်ချေ။ဒီတော့လဲမချောက်ဖို့ကိုငချောက်ရင်လှုပ်ပြလိုက်မှာပေါ့။ဒေါ်အေးညိုကမယုတ်ကြက်သွန်စီတက်ပြီး ခင်းငင်သည့်အနှစ်နိုင်နိုင်လေးနဲ့ငချောင်းရင်းအတွင်ပြောင်းလိုက်သည်မဆလာနှံ့တသင်းသင်းမွှေးနေသောမယန်းချောက်စီပြန်ဟင်းကလေးသည်စပွဲပေါ်သို့စားခြင်းတပွဲရောက်လာသည်အင်းဒါတောင်အတော်ငန်သေးတယ်ဦးစိုးမောင်ကမှတ်ချက်ချသည်အနှစ်ကတော့ကောင်းပါလေဖေဖေကမွှေးနေတာပဲသားတွေသမီးတွေကတော့သူတို့အမေကိုအားပေးကြရှာသည်သို့တော့ငချောက်ဖက်ကလေးတွေကိုမတိမတာရှောင်းလား အနှစ်ကိုအားပြုပြီးစားသွားကြလေသည်ထို့ကြောင့်ပကံထဲမှာအနှစ်ဒေတာကုန်သွားပြီးငချောက်ဖက်လုံးဒီလေးများကရှက်ပြုံးကလေးများပြုံးကကြံခဲ့ကြရှာသည်အကောင်ကလည်းကြိုက်တက်လိုက်ကြတာရှာတွေကလည်းတိတ်ကြလိုက်ကြတာတော့တော်အင်းညိုကညူညူဆူဆူတွေးရင်အကြံထုတ်နေမိသည်ကုံစိမ့်တဲ့စီမတညင်ခန်းသည်နုနုထွားထွားကြီးတွေတွေ့တော့မှအကြံရသွားသည် ခန်းသီးနှစ်ထဲကိုပစွန်ကြောက်အစာမထဲပဲကြံနေသောငချောက်ဖက်များထည့်လိုက်သည်ထို့နောက်အချုံပုံကလေးအနေငယ်ကူသည်နုပြီးချိုနေသောခန်းသီးများကရေနင်းနေထဲုံနှင့်ဤကျသွားသည်ထူထူဆန်းဆန်းမဆလာနှံ့သေးနေသောခန်းသီးနှစ်ပကံသည်သမင်းစပွဲပေါ်သို့အင်းကြီးကလေးနှင့်ရောက်လာပြန်လေသည်သူတူရဲတော့မဟုတ်ဝဲဦးချောင်း15ကျပ်သားဟုပါအားဖြည့်ထားတော့သူတို့တအိမ်လုံးထမင်းမိန်ကြလေသည ကန်ဒီဘတ်ချိုချိုအီအီလေးများနဲ့ရောနေသောငချောက်ဖက်ကလေးများကအပေါင်းသင်းမှန်သွားသောကြောင့်လားမသိရောပြီးချိုးသလိုလိုဖြစ်နေသည်ညံ့ညက်ဝါးလျင်ငန်နေသေးတော်လဲမိသူကမြဘာမှမပြောပဲရှာနှစ်သိန်းကမျိုးချလိုက်ကြလေသည်ဒါတော့ကြံပြအောင်ကြံသေးတယ်ကန်ဒီများသွားသောကြောင့်လားမသိအိုးထဲတွင်တပကံစာလောက်ကြံနေရစ်သည်တိုးသွားမှဆိုရင်ရေခဲတစ်တာလဲထဲ့သိရင်ဒေါအင်းညိုအကြံထုတ်ပြန်သည် နောက်တနေ့ကျတော့ဒန်းဒလွန်သီးလေးတောင်ကစစ်ကူလိုက်လာသည်ခန်းကျင်သီးအာလူးမုံလာဥတို့ကပါရောပြီးလုံး၍မကြီးရထဲ့သည်ယေစုတော့လက်ကြံခန်းသီးနှက်ကိုခင်းအိုးထဲသို့ဒိုင်ပင်ထိုးပြီးဆင်းခိုင်းလိုက်သည်လုံးမရေသည်လင်းကား6တောင်ကိုလှီထက်လိုက်ပြီးမဆလာဖြူလိုက်သည်ဒီတော့လဲဒေါ်အေးညိုဤတီးဆုံးကလာဟင်းကစားစင်စပွဲမှွေးပြန်လို့နေပြန်သည်ဘဲဥလေးလုံးကိုအနှစ်နှောက်နာနာခောက်ပြီး မွေကျော်ကထပ်မံအားဖြည့်ပေးလိုက်တော့ဦးစိုးမောင်တို့သားဖတ်တွေကောင်းမဖော်ကြတော့ပေကလာဟင်းကိုလှမ်းတော့လက်များခဏခဏစုံနေ၍ရည်ကြရသေးသည်ခင်းသည်ကနူးလို့လားမသိဘူးနူးပြီးပြောနေတယ်နော်မေစစ်စစ်ဆဆရှိလာတော့တားငယ်ကပြောသည်သို့တော့ဒီစုံကလာဟင်းတဲ့သို့ခင်းသည်နှက်ကိုရင်ငုတ်ဆင်းခိုင်းထားကြောင်းကိုကရိပ်မိဟန်မတူပေဒီစုံဟင်းလေးကကောင်းတော့ကွာ ။ဦးစိုးမောင်ကဟင်းရီပြပြလေးဆန်းလိုက်။တငင်းသီးစားစိမ်လေးကြိုက်လိုက်နှင့်။သမင်းပင်တပကံထတ်ထရသည်။ဒေါ်အင်းညိုလည်းခုမပင်ကြည်ကြည်လင်လင်ပြုံးနိုင်လေတော့သည်။တနေ့တုန်းကတော့တအိမ်ကျော်မှဖရာကိုစုကြက်ရာတွင်သူတို့အင်ရှင်မသုံးလေးဦးဆုံးမိကြသည်။ဆုံးပြီးတော့လည်းထုံးစံတိုင်းသားစေးငားစေးနှင့်မိဖို့ကြောင့်ကြောင်းမင်ပြောမိကြသည်။ဒါကလွဲလို့လေဒီပြင်းအကြောင်းကိုစိတ်ဝင်စားသူတို့ကတာမန်အင်ရှင်မတွေဆိုတော့အိမ်စေးမြေစေး စိန်ရွှေဈေးနဲ့မော်တော်ကားများကိုလည်းမပြောတတ်ကြရှာပြီတနေ့တနေ့ဟင်းဆက်ကိုစဉ်းစားနေရတော့အုံနောက်တွေပြတ်မတက်ပါပဲဟုတူကစကားဆသည်ဟုတ်ပါစားလို့လည်းကောက်အောင်အကုန်ကြလည်းတက်တာအောင် ချက်ရတာလွဲတာမှတ်လို့ဒီကြားလည်းဟင်းမကြိုက်ကြလို့ပုံနေသိစိတ်ညရတာပဲကျမကတော့ဟင်းကြဲဘယ်တော့မှအလကားမထားဘူးတခုခုအတွင်ပြောင်းပြစ်လိုက်တာပဲအိမ်ရှိအိမ်မှာဒေါ်သိန်းကပြောတော့ ဒေါ်အင်းယိုလည်းငရမ်း၆နှစ်ပြားကိုတတိယသည်ငချောက်ဖုံးမှငချောက်ဟင်းငချောက်ဟင်းမှခန်းသီးနှက်ခန်းသီးနှက်မှတီးစုံကလာဟင်းအစဉ်စဉ်ပြောင်းလဲလာခြင်းကို သူ့သားသမီးတွေကရုပ်ပြောင်းလဲခြင်းသတ်မှတ်မလားဓာတ်ပြောင်းလဲခြင်းဟုသတ်မှတ်မလားသူသေးချာမစဉ်းစားတတ်ချေမနေ့တုန်းကဝက်သားဟင်းချက်တာအစီများနေတော့တိတ်မကြိုက်ကြဘူးလေသားတွေရေးကြည့်ရွေးစားသွားကြတာဝက်စီတုံးကြီးပဲကြမ်းရစ်တယ်ဒါနဲ့ဒီနေ့တော့ ်ချမောင်နဲ့မြစ်ကိုခပ်ပြစ်ပြစ်မှွေပြီးအဲ့ဒီအစီတုံးတွေကိုပါရောထည့်ပြီးချက်ပေးလိုက်တယ်။နောက်ပြီးငပိတောင်းဆက်ဆက်လေးထောင်းပေးလိုက်တော့ဆောက်လိုက်ကြတာလောက်တော့မလောက်တော့ဒေါ်ခင်ခင်ကသူ့အတွေ့အကြုံကိုဖောက်တယ်ချသည်ဒေါ်အင်းညိုကသူ့အတိုင်းကြည့်နေအင်းသူကတော့ချမောင်ရွတ်နဲ့ငပိတောင်းကိုစစ်ကူခေါ်လိုက်တာကိုဟုတွေးနေမိသည်။ချမလည်းချမောင်ဟင်းလက်သုံးမယ်ဘာဟင်းမဲကြံနေတဲ့ချမောင်ချက်ပြီးရောထည့်ပြစ်လိုက် အရသာတစ်မျိုးထူးပြီးစောက်ကောင်းသွားတာကြီးပါပဲရှင်။ဘလလဆွေကခေါင်းလေးတငိမ့်ငိမ့်နဲ့ထောက်ခံပြီ။သင်ရှင်မဆိုတာဟင်းကောင်းကောင်းချက်တဲ့ုံနဲ့မပြီးတော့ဘူး။ကြမ်းတဲ့ဟင်းကိုလည်းမလေမလွင့်အောင်ဆက်ဟပ်ပြီးရောတက်နှောတက်ပြုပင်တတ်ဖို့လိုသေးတယ်နော်။တစ်ချိန်လုံးငိမ့်နေတော့ဒေါ်အေးညူကတွေးတေးဆဆဝင်ပြောတော့ဒေါ်သိန်းကရည်ကျင်သောမျက်နှာနဲ့မျက်စောင်းထိုးသည်။အောင်မလေးရှင်အင်းညိုရဲ့စကားတွေရှင်းရှင်းဝေးဝေးပြောမနေပါနဲ့ အကြံဖတ်တက်ဖို့လိုတယ်လို့ပဲရှင်းရှင်းပြောလိုက်စမ်းပါနားလည်လွယ်ပါတယ်။ဒေါ်သိန်းစကားဆုံးနေတော့သူတို့အားလုံးယူမိကြလေသည်။လူတွေကတဲပြီးအကြံဖတ်များကြတာကိုဟုသူ í ခင်မွန်းတဲ့ဥဆုံမောင်ကပြောတတ်သည်။ဟုတ်ပါသည်။အရက်ထဲမှာဈေးထဲမှာအလုပ်ထဲမှာနေရာတကာမှာအကြီးတန်းကလေးတွေရှိတတ်သည်။အင်းတို့အင်းရှင်မများတို့အင်းညူကတွေးပြီးရင်လဲတွေးနေမိတတ်လေသည်။ မဆန္ဒအဆုံးထိနာတော်တာဆင်ပြီလို့ယေရှုမြားကြီးတင်ပါတယ်ရှင်